ူနဲ့စတွေ့တယ်ခင်ဗျစဉ်းစားနေတယ်ပေါ့နော်သူ့ကိုပဲကရက်တာမှာထည့်ရင်သူနဲ့လိုက်ဖက်မယ်လို့ဆိုပြီးမှအဲ့လိုမျိုးသူသူ့ကိုຢာပြီးမှဒီစခရစ်ကိုဖန်တီးလိုက်တာပေါ့ဒီထဲမှာဆိုလို့ရှိရင် the site တစ်ခါမှမမြိုက်ဘူးတဲ့ပုံစံပေါ့နော်ဒီအရှင်နော်နောက်ပြီးတော့ဒီ fighting ချတဲ့အခန်းတွေပဲပါမှာပေါ့နော် တော်သေးရဲ့ဒါတော်သေးဘက်ကဝင်ချကြမလို့လေတဲ့ကောက်ကွယ်ဟိုဘက်ကလည်းကောက်ကွယ်လို့မျိုးဆိုတော့ဝင်ချဆိုရဆီယမ်မင်းကအကောတကယ်ချမိတော့တိတ်ပါတယ်လို့နောက်ထဲကလေဘာမှတင်းကြီးဆရာမလို့အကောင်လုံးက common swing နဲ့မိတယ်နောက်ပြီးတော့ဒီလိုချင်းတဲ့ပုံစံလာအကောင်လုံး1 C 1 gap ပဲเนาะဟုတ်ပါဆုံးအကောင်လုံးအစီပြေအဲဒီနေ့ကတော့တဆိုင်ရဲ့တချင်းအတိအတွက်ပေါ့เนาะ အာတချင်းနာမည်ကတော့တဲနဲ့ပေါ့နော်ပြီးဆုံးချင်းဆိုတဲ့တချင်းနဲ့ MTV ရဲ့ကုနေပါတယ်အာတဲနဲ့ရကြတော့အရင်ကစားချင်းမှာအမြဲတမ်းတွေ့တယ်ပေါ့နော်သူ့ကိုလည်းအရင်တဘောကြတယ်နောက်ပြီးတော့အာဒူနက်ဆပ်တိကလေးပေါ့နော်သူ့ကိုတချင်းတဘောခေါ်ရိုက်မယ်လို့စိတ်ထဲမှာတော့စဉ်းစားထားတာပေါ့နော်ဒါမှန်ဒီကြားမှာဒီတချင်းနဲ့ဒူနက်ကတိဖြစ်သွားတာပေါ့နော်အာဒူနက်လိုက်ဖက်တယ်ဆိုပြီးမှသူ့ကိုကန်တန်းလိုက်တာပေါ့ဟုတ်ဟုတ်ကဲ့တကယ်လို့ကျတော့ gym တူတော့ကျတော့အကိုနေကအမြဲတွေးဖြစ်တယ်အကိုနေဒီ gym မှာဆုံးဖြစ်တယ်ပေါ့နော်ဆရာမင်းထက်နေ gym မှာပါမယ်လို့ကျတော့ ုံလုံးနဲ့ဒါတက်လေးမပေါင်းပြီးတော့ကိုချင်းလေးမပေါင်းပြီးတာဖြစ်တာပျော်ပါရဲ့အခုရဲ့ဒီတချင်းလေးရဲ့မှာပေါင်းပြီးတော့ဒီဆောင်ပေးရတဲ့အတွက်ရောဒီတက်တဲ့ဟိုဒီအရင်ပေါ့နော်ဒီပွဲကလေးကလည်းကိုကအပေးရဲ့ပြီးတော့ဟိုအခုရဲ့ interview မှာအရင် interview မှာဆိုလည်းတွေ့ရတဲ့ spotting ပေးရဲ့ပြီးတော့အခုလိုမျိုးတက်တဲ့ကိုချစ်ပြီးတော့ဒီလိုမျိုးကြာပြီးတော့ကျန်းမာရေးတွေအကြီးဆုံးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအတိအကျတော့ဒီသူ့ရဲ့ပုံစံပေါ့နော်ဒီကျွန်တော်တို့ဘယ်လိုပုံပုံပေါ်ပဲလို့ ကောင်းပါလဲဆိုတော့ action ကလေးကသူနဲ့စတွေ့ကြတာစဉ်းစားနေပေါ့နော်သူ့ကို character မှာထည့်ရင်သူနဲ့ live ဖက်မယ်လို့ဆိုပြီးမှအဲ့လိုမျိုးသူသူ့ကိုຢာပြီးမှဒီ script ကိုဖန်တီးလိုက်တာပေါ့အာဒီ music video ကိုကြာတော့ဒီအလွမ်းအဆွေးတချင်းပေါ့နော်နောက်ပြီးတော့ဒီအာတချင်းထဲမှာဒီ mv ဆက်လန်းအရာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီ script ပိုင်းကကြာတော့အာ design design နဲ့ဒီ side count ထပ်ပေါ့နော်သူကျွန်တော်တို့နေရာပေါင်းပြီးမှစဉ်းစားထားတဲ့ဒီ idea ပေါ့အာနေရာထဲပေါင်းထားတဲ့ဒီ idea ကိုပြီးမှဒီ second draft နဲ့တိုင်ပြီးပြီးမှရက်ဖြစ်တာပေါ့နော်ဟုတ် romance ရော action ရောဟုတ်ဒီထဲမှာဆိုလို့ရှိရင် design တစ်ခါမှမမြိုက်ဘူးတဲ့ပုံစံပေါ့နော်ဒီ action ရောနောက်ပြီးတော့ဒီ fighting ချတဲ့အခန်းတွေပဲပါမို့နော်ဒါ design လည်းအများကြီးကျွတ်သွားထားပါတယ်အာဒီအရင်တော့မလုပ်ခဲ့တဲ့ပုံစံဆိုတော့နည်းနည်းတော့ခက်ခဲတာပေါ့နော်ဒါပေမဲ့အကောင်းဆုံးလို့ကြိုးစားထားမှာပါဟုတ် action ကအများဆုံးချရတာပါ အအရှင်ကတော့ကြာတတဲတာတော့မချိုက်ရတတဲတာကျွန်တော်ကျွန်တော်လည်းဒီ gangster ဖက်ပေါ့နော်ဒီဆဲမှာဆက်လန်းအရာဆိုလို့ရှိရင်တတဲကကြာဒီ gangster ကောင်းဆောင်ရဲ့ဒီသူတို့ဖက်ကလိုပေါ့နော် designer တော့ pattern မြို့အာနောက်ပြီးတော့ဒီ gangster ကောင်းဆောင်ထဲကလိုတဆဲဟောပြန်လာလောက်တဲ့ပုံစံပေါ့နော်ပြန်လာချတဲ့ပုံစံပေါ့ဟုတ်တယ်တယ်လက်ပါတော့တော်သေးရဲ့ဒါတတဲဘက်ကဝင်ချကြမလို့လေတတဲကကွယ်ဟိုဘက်ကလည်းကကွယ်အဲ့လိုမျိုးဆိုတော့ဝင်ချဆိုရော ကျမင်းကအကောတကယ်ချမိတော့တိတ်ပါတယ်။နောက်ထဲကလေဘာမှတင်းကြီးဆရာမလို့အကုန်လုံးကကွန်မန်ဆွေးနေလို့မိတယ်။နောက်ပြီးတော့ဒီ အလိုချင်တဲ့ပုံစံကအကုန်လုံး1 c 1 gap ပဲเนาะ1 c 1 gap အကုန်လုံးအစီအစဉ်ပြည့်ဒီတချင်းထဲမှာဆိုလို့ရှိရင်ဘောနော design လည်းအများကြီးကြိုးစားထားပါတယ်နောက်ပြီးတော့ဒီတချင်းရဲ့ DA ဆိုလို့ရှိရင်လည်းအခုအခုလုံငယ်ဘောနော်လုံငယ်ရဲ့ idea နဲ့ DA ပေးထားပါတယ်နောက်ပြီးတော့ဒီတချင်းရဲ့ byte ပုံစံကတော့ကျွန်တော်တို့ဒီအဲနည်းနည်းတရုပ်ပဲပုံစံနည်းနည်း byte တွားထားတယ်ဘောနော်နောက်ပြီးတော့ဒီဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲရင်းရင်းရိုက်မဲ့ location ဆိုလို့ရှိရင်ဘောနော်ဒီ တက်ကလိုရေးလာမှာဖွင့်လင်းထားတဲ့ဒီအတစ်ဆက်ဆက်ပေါ့နော် the miss ပါမှာလာရောက်ပြီးရိုက်ကူးရင်းနေဖြစ်ပါတယ်။ဘာကြောင့်ဒီဒီနေရာရွေးချက်လိုက်လဲဆိုတော့ကျွန်တော်တို့အာတချင်းရဲ့ vibe ပုံစံမျိုးစီ vibe ပုံစံနဲ့ light ဖက်အောင်ပေါ့နော်။နောက်ပြီးတော့ကျွန်တော်တို့ရဲ့ fashion ရောအဲ့လိုမျိုးပုံစံနဲ့တွားထားပါတယ်ဟုတ်။ဒီတချင်းကမနက်ကလေးကနော်မနက်ကလေးကရိုက်လာတဲ့အာ cut တွေ cut တွေအများကြီးရေဒီယိုရောက်လာ location တွေဆိုရင်၃လေးခု change ခဲ့ပြီးတာပြီဆိုတော့ကြတော့ဒီ cut တွေအကုန်လုံးပေါင်းဆက်ပြီးဘယ်လိုမျိုးအကောင်းစားအမိုက်စားထွက်လာမလဲဆိုတော့ရေးပုံစံ โอเค โอเคပါဟုတ်အခုဒီနေ့ဇာတ်တော်ရိုက်ကူမဲ့ဒီတအန်းပေါ့เนาะတချင်းတမယ်ကတော့တအန်းပြီးဆုံးချင်းပေါ့เนาะအ Music MTV ဆိုလို့ရှိရင်လည်းတတဲနဲ့ဒီဇိုင်းနဲ့အကောင်းဆုံးကြိုးစားထားပါတယ် Music MTV ထွက်လာလို့ရှိရင်လည်းအားပေးကြပါအောင်လို့တောက်ဆုံးချင်ပါတယ်ဟုတ်ကဲ့ဒါတည်တဲ့ပါဝင်ပြီးတော့ဒီမှာအဖြစ်ထားတဲ့အခုရဲ့ MP လေးပေါ့နော် The End ဆိုတဲ့တချင်းလေးထွက်လာရင်လည်းအားလုံးကိုအဝင်ရပြီးတော့အားပေးကြဖို့ပြောချင်ပါတယ်ဒါကြီးလိုက်တာနဲ့ရသမျိုးစုံကိုပြီးနိုင်မယ်လို့လည်းပြောနေမှာပေါ့ Against လေးဆိုခက်ကြမ်းကြမ်းလေးပေါ့နော် 看尖尖的白，看妞妞的白。